မင်္ဂလာပါရှင်မေလ19ရက်တနင်္လာနေ့အတွက်ရွှေငုံရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဦးစွာတင်ဆက်ပေးမှာကတော့မြောက်ကလာပါမြို့နယ်တွင် VNN နိုင်ငံမှ သာသနာပြုဆရာတော်ကြီးအားအမှုထား၍ထမင်းဘူးများလှူဒါန်းနေတဲ့တွင် ရန်ကုန်တိုင်းဒေသကြီးမယံကုန်းခရိုင်မြောက်ကလာပါမြို့နယ်စံပြခရရွက်အုတ်ကနှစ်လန်းဝါရင်းအင်္ဂါဘတ်မြတ်ဌာနသဒ္ဒနာဗိမာန်တွင် BNN နိုင်ငံမှသဒ္ဒနာပြုဆရာတော်ကြီးအားအမှုထားပြီးမေလ18ရက်ညနေ4နာရီကအစိုးရသဒ္ဒနာဗိမာန်ရှင်တွင်ထမင်းဘူးများလှူဒန်းပေးဝေကြကြောင်းသိရပါသည်အခုလိုထမင်းဘူးများလှူဒန်းဖြန့်ဝေပေးရာတွင် BNN နိုင်ငံမှသဒ္ဒနာပြုဆရာတော်ကြီးအားအမှုထားပြီးအလှူရှင်များဖြစ်တဲ့ဦးညွန့်ရွှေ ဒေါ်ခိုင်ခိုင်ဝင်းဒေါ်မတ်မြင့်မြင့်စုမိသားစုဒေါ်မမော်မြင့်နဲ့မြတ်ဌာနဓမ္မယုံကောပကအဖွဲ့မှစုပေါင်းပြီးလူဦးရေ300စာထမင်းပူများနဲ့စံကြက်ဥများလူရဲကြကြောင်းတည်ရပါရရှင်ဒီသတင်းကိုတော့တက်လွင်စုကပေးပို့ထားပေးဖြစ်ပါတယ်ဆလတ်တင်ဆက်ပြီးမှာကတော့ပထမအကြိမ်အာဆီယံဒွေရင်ပွဲတော်အတွက်မြန်မာပါဝင်ရန်ဖိတ်ခေါ်တဲ့သတင်းတရုတ်ပြည်သူသမ္မတနိုင်ငံပေကျင်းမြို့ရှိအာဆီယံတရုတ်စင်တာ အာဆီယံချိုင်းနာစင်တာ ACC မှကျင်းပပြီး2025ခုနှစ်ဩဂတ်လအတွင်း Dragon Taste Council ဖြင့်ပထမအကြိမ်အာဆီယံတွင်းပွဲတော်ကိုကျင်းပမှာဖြစ်ပြီးမြန်မာမှပါဝင်ပြသရန်ဖိတ်ခေါ်ထားကြောင်းလည်းသိရပါဗျ။ပါဝင်တယောက်ပြတ်တလူပါကမြန်မာကုံသွဲမှုမြင့်ကြီးအဖွဲ့ကုံသွဲမှုဖွံ့ဖြိုးရေးဌာနကွယ်ဖုန်း369 4386 623အီးမေးလ် event.dd.myantrade@gmail.com တို့ဆက်သွယ်ဆုံလန်းစီရင်ပေးသွင်းနိုင်ကြောင်းမြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ကအသိပေးထားလို့သိရပါတယ်ရှင်။ပြည်သူများရှင်ကျမတို့ရှင်ရန်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွင်မှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြီးစုပေးခဲ့ကြတဲ့ပြည်သူများကိုကျေးဇူးတင်ရှိပါတယ်ရှင်။